အနာသိန်းစစ်တပ်ကပုံမှ905ကနဲ့ဖမ်းဆီးထောင်ချထားသူ၃လောင်ကျော်ကိုပြစ်ဒဏ်လွတ်ငြိမ်းနဲ့လွတ်ငြိမ်းသက်သာခွင့်နဲ့ပေးလိုက်ပေမဲ့ဒေါ်ဆန်းစုကြည်အပါအဝင်ကျန်တဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်ရေးအတွက်ဆက်စူးစားကြဖို့ AABP ပြောခွင့်ရသူကပြောလိုက်ပါတယ်။မောင်တူးတင်ဆက်ပေးထားပါရရှင်။ဟုတ်ကဲ့ပါ။အနာသိန်းစစ်တပ်ကနိုင်ငံရေးကျဉ်းသားတွေပြစ်ဒဏ်လျှော့ဖို့ပေးလိုက်ပြီးနောက်တနေ့မှာပဲ AABP နိုင်ငံရေးကျဉ်းသားများကုညီဆောက်ရှောက်ရေးတင် ပြောခွင့်ရသူက အခုလိုပြောလိုက်တာပါကျွန်တော်ခေါင်းဆောင်ဒေါက်ဆန်းစုကြည်နဲ့တမန်ကြီးဦးမြင့်အပါဝင်နိုင်ငံချင်းသားတွေအားလုံးလွတ်မြောက်ဖို့အတွက်ကျွန်တော်တို့ဆက်ပြီးတော့စ조사ကြရအောင်မှာဖြစ်ပါတယ်အဲ့တော့လွတ်လာတဲ့သူတွေအတွက်ဝမ်းမြောက်ဝမ်းသာနဲ့ကျွန်တော်တို့ကြိုးစားပါတယ်။ကြံနေတဲ့သူတွေကျင်းအောင်ထဲမှာကြံနေတဲ့သူတွေလွတ်မြောက်ဖို့အတွက်ကျွန်တော်တို့အပြင်မှာရှိနေတဲ့သူတွေကဝိုင်းပြီးတော့စ조사အထောက်အကူဖြစ်ပါတယ်။အဲ့ကျွန်တော်တို့အကျင်းထောင်နေတဲ့တကားတွေကိုကျွန်တော်တို့ကိုယ်တိုင်ရိုက်ချိုးပြီးတော့ င်းတော်ထဲမှာရှိတဲ့နိုင်ငံကြီးကျင်းသားတွေကိုကျွန်တော်တို့အပြင်ရောက်အောင်လွတ်မြောက်လုံးဝလွတ်မြောက်နိုင်အောင်လုပ်ဖို့တော့ကျွန်တော်တို့တွေအားလုံးမှာတာဝန်ရှိပါတယ်ကျွန်တော်တို့တော်လည်းနိုင်မှကျွန်တော်တို့လွတ်မြောက်စေချင်တယ်ကျွန်တော်တို့ရဲ့ရဲဘော်တွေကျွန်တော်တို့ကျင်းတော်ထဲမှာရှိနေတဲ့ကျွန်တော်နိုင်ငံကြီးကျင်းသားတွေအားလုံးမှာတကယ်ချွန်းချင်းမရှိလွတ်လွတ်လပ်လပ်နဲ့လွတ်မြောက်ကြမှာဖြစ်ပါတယ်အာနာသိန်းစစ်တပ်ဟာပြည်သူတွေကိုဥပဒေမဲ့ဖမ်းဆီးနေတာကြောင့်အခုလွတ်မြောက်လာသူတွေဟာလည်းအထူးသတိထားနေသင့်ကြတယ်လို့ဆိုပါတယ် လွတ်တဲ့ထဲမှာလည်းဘယ်နှစ်ယောက်ကပြန်ပြီးတော့ချက်ချင်းပြန်ဖန်ခံရမလဲအိမ်ပြန်ရောက်မှအဖန်ခံရမလဲဆိုတော့ကျွန်တော်တို့သိမနေနိုင်တော့အချိန်မီသူတို့ကပြန်ဖန်နိုင်တယ်နောက်သူတို့မှာ401ဆိုတဲ့401အပိုက်1ဆိုတဲ့ဒီချုံနှောင်မှုကြီးပေါ့နော်ခြေချုပ်ပုံရဲ့ပုံစံမျိုးကြီးဒါကြီးကလည်းပါနေသေးတယ်အဲ့တော့အချိန်မီပြန်ပြီးတော့အဖန်ခံရနိုင်တယ်တကယ်တမ်းစစ်မှန်တဲ့လွတ်မြောက်မှုမဟုတ်သေးပါဘူးဒါကြောင့်မို့ကိုယ့်ရဲ့လုံခြုံရေးကိုကိုယ်ကယူဆိုင်ကြဖို့လိုပါတယ်ကျွန်တော်တို့အချင်းအောင်တွေမှာရှိတယ်ခုနပြောခဲ့သလို ဒေါ်ဆန်းစစ်ကြီးနဲ့နိုင်ငံဓမ္မရာယီဦးမင်းအပါအဝင်နိုင်ငံရေးကျင်းတဲ့အားလုံးချွင်းချင်းမရှိလွတ်မြောက်ဖို့အတွက်နေဦးတော်လိုင်းရေးနိုင်မှုအင်မတန်အရေးကြီးပါတယ်ဒါကြောင့်မို့ကျွန်တော်နေဦးတော်လိုင်းရေးနိုင်မှုအတွက်ကြာရအခမ်းကဏ္ဍနေပြီးတော့နိုင်တဲ့နေရာကနေပြီးတော့ဝိုင်းဝန်းကူညီပူးပေါင်းဆောင်ရွက်ပေးကြဖို့ဒီနေရာနေပြီးတော့မြေတားချန်လို့ပါတယ်ဗျာ905သမားတွေကိုအာနာသိန်းစစ်ကောင်းဆောင်ကလည်းအိမ်ပြန်လာပြီးမဲပေးကြဖို့ဖိတ်ခေါ်နေတာပါ။ဒီစစ်ကောင်းစီကနေပြီးတော့ဒီ905တွေကို လူငင်းချမ်းသာကိုပေးပြီးတော့နိုင်ငံကိုပြန်လာလို့ရပြီဆိုရဲအမိန့်ထုတ်တယ်ပေါ့နော်ဒီနေရာမှာနံပါတ်1အနေနဲ့ကကျွန်မမြန်မာနိုင်ငံသူနိုင်ငံသားမြန်မာနိုင်ငံသူတယောက်ဖြစ်ယုံနေမကဘူးပေါ့နော်စီဒီမ်မှာတယောက်နိုင်ငံဝန်ထမ်းတယောက်အနေနဲ့ကျွန်မရဲ့အမြင်ကိုပြောရမယ်ဆိုရင်ဒါဟာကျွန်တော်တို့အားလုံးဒီကနေ့ပြောနေတဲ့ထောင်ချောက်စစ်စစ်ပါပဲနံပါတ်1အချက်ကဒါကတော်လိုင်းပြီးသွားလို့ကိုယ့်ရင်ကိုပြရတာမဟုတ်ဘူး နောက်တစ်ခုက तू ကလူငယ်ချမ်းသာ권ပေးတယ်ဆိုတာက तू ကမတရားတက်ပြီးတော့အုပ်ချုပ်ထားတဲ့သူတယောက်ရဲ့လူငယ်ချမ်းသာ권ပေးတာကိုကျမတို့ကလက်ခံစရာလည်းအကြောင်းမရှိဘူးတော်လိုင်းပြီးလို့အိမ်ပြန်လာလည်းမဟုတ်ဘူးအဲ့ဒါသူ့ရဲ့အခုမတရားအတုအယောင်လုပ်မဲ့ရွေးကောက်ပွဲအတွက်အင်အားလိုချင်လို့အဲဒီဟာတွေကိုသူကလူငယ်ချမ်းသာ권ပေးတယ်ဆိုရက်အမိန်ကြီးကရုတ်တရက်အချိန်ကြီးထွက်လာတာကိုကျမတို့ဒီတော်လိုင်း စိတ်ဝင်စားတဲ့သူတွေတော်လိုင်းရေးမှာပါဝင်နေတဲ့သူတွေကိုယ်နိုင်ငံကိုချစ်ခင်တဲ့သူတွေအမှန်တရားကိုမြတ်လို့တဲ့သူတွေကဒီသဘောတရားကိုကျင့်ရက်စွာနားလည်ထားဖို့လိုပါတယ်လို့ဒီနေရာနေကျွန်မပြောပြချင်ပါတယ်ရှင်စစ်တပ်အာဏာသိမ်းပြီးနောက်ဖမ်းဆီးထားခဲ့သူ3039ဦးထိရှိပြီးဖမ်းဆီးခံရစဉ်တည်ဆုံးသူပေါင်း2233ဦးထိရှိလာနေသလိုဒီထဲမှာ ထောင်ရဲစခန်းနဲ့စစ်ကြောရေးတွေမှာတည်ဆုံးသူ 605ဦးထိပါဝင်ကြောင်းနိုင်ငံရေးကျင်းသားများကူညီဆောက်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားပါတယ်ခင်ဗျာကျွန်တော်မောင်တူပါအမေလည်းဘာလို့လဲ